အမရီဒီယိုပရိသတ်များအားလုံးမင်္ဂလာပါရှင်ခုလိုချိန်ကတိုင်းမှာပရိသတ်တွေအတွက်စိတ်ဝင်စားစရာကောင်းတဲ့အကြောင်းအရာလေးတွေကိုဖတ်ပြတင်ဆက်ပေးနေတဲ့ Focus Fan ဖြူစုဆိုတဲ့အစီအစဉ်လေးရဲ့တင်ဆက်မှုအချိန်ရောက်ရှိလာပါပြီဒီနေ့ဖြူစုပရိသတ်တွေအတွက်ဖတ်ပြပေးဖို့ရွေးချယ်ထားတာကတော့စာရေးဆရာခဲရန်ရေးသားထားတဲ့ချက်ချင်းမြတ်တာဖြင့်ထီထွေးဆက်ဆံခြင်းအမှုပညာဆိုတဲ့အစာအုပ်လေးပဲဖြစ်ပါတယ်။ဒီတဲ့ကားမှာပြိသက်တွေအတွက်ဘယ်လိုမျိုးစိတ်ဝင်စားစရာကောင်းတဲ့အကြောင်းအရာလေးတွေကိုဖတ်ပြပေးသောမလဲဆိုတာဆက်လက်ပြန်နှာစင်ပေးပါအောင်ရှင်။ နေ့မှာပထမဦးဆုံးဖတ်ပြပေးချင်တာကတော့ထိုက်တန်မှုဆိုဒီမှာတဲ့ချစ်သူတတန်းတွေဘလောက်ပဲနှစ်ရှည်တွဲခဲ့ပါစေပြတ်တောက်သွားတဲ့အတွဲတွေကိုလည်းမြင်ခဲ့ဘူးတယ်နှစ်ဦးနှစ်ဖက်ဆချစ်ခဲ့ပြီးမှတယောက်တည်းကဆက်ချစ်ရတဲ့ relationship တွေကိုလည်းတွေ့ခဲ့ဘူးတယ်နောက်ဆုံးကျွန်တော်သိလိုက်ရတာကချစ်ချင်းမြတ်တာဆိုတာကိုနဲ့ထိုက်တန်မှအနားမှာထာဝရတရှိနေနိုင်တယ်ဆိုတာပါပဲမင်းနဲ့ထိုက်တန်တယ်ဆိုရင်တော့ မင်းအနာမှာသူရှိနေနိုင်မှာပဲအကယ်၍မင်းနဲ့မထိုက်တန်ဘူးဆိုရင်မင်းဘက်ကဘလောက်ပဲချစ်နေပါစေသူ့ကိုဘလောက်ထိပဲနားလဲပေးထားပါစေ သူမင်းအနာမှာမနေနိုင်ပါဘူး relationship တစ်ခုမှာနှာကျင်ခံစားရတာများလာရင်လွတ်တာချလိုက်ပါကိုအပေါ်နားလဲပေးမဲ့သူ ခုခုချစ်ပေးမဲ့သူကဘေးနားလျှောက်လာပါလိမ့်မယ်တခါတလေလှုပ်ချလိုက်တာကလည်းပိုကောင်းတာတွေဖြစ်လာနိုင်ပါ रे ကိုဘက်ကလည်းချက်ချင်းမြတ်တာစစ်စစ်နဲ့ထိုက်တန်သူဖြစ်အောင်နေလိုက်ပါဖဲအချိန်မဲ့ဖြစ်ဖြစ်ချက်ချင်းမြတ်တာအစစ်တွေကိုသာပေးလိုက်ပါအဲဒါဆိုရင်ကိုရဲ့ချက်ချင်းမြတ်တာနဲ့အဝင်ခွင့်ချဖြစ်နိုင်တဲ့သူကကိုစီကိုတချင်ချင်းတော့ရောက်လာမှာပါပဲဟုတ်ကဲ့ပါအခုဆက်လက်ပြီးတော့ဖပြပေးခြင်းတဲ့ခေါင်းစဉ်လေးကတော့မြေးမြန်သောလက်တဆုံကိုတွဲရက်ကြည့်ခြင်း ကျွန်တော်ရဲ့တီလေးနဲ့ကျွန်တော်ဦးလေးဖြစ်လာမဲ့အဲ့ဒီအကူကြီးလက်ထက်သွားတော့ကျွန်တော်က6တန်းဖြည့်ပြီးလို့9တန်းရောက်နေခဲ့ပြီ။အဲ့ဒီတုန်းကတအိမ်လုံးကတီလေးနဲ့အဲ့ဒီအကူကြီးကိုသဘောမတူခဲ့ကြဘူး။လုံးဝခက်ခတီတီပဲ။အမှန်တိုင်းပြောရရင် ကျွန်တော်တီလေးကအသားဖြူဖြူချစ်စရာလေးမိသားစုအတိုင်းဝိုင်းမှာကလည်းပြည့်စုံကြတယ်။ပြီးတော့ကျောင်းဆရာမအလုပ်ကိုလုပ်နေခဲ့တာ။အဲ့ဒီအကူကြီးကကြအသားကခညူညူ သူတို့မိသားစုကရွာပလဲလို့ခေါ်တဲ့ရွာလေးတရွာက ရွာသူရွာသားတွေအဲ့ဒီအကူကြီးစီမှာအင်ဂျင်နီယာဘွဲတစ်ခုရထားရုံကလည်းရင်ကျန်တဲ့ကိစ္စတွေမှာအရန်ကြီးအထင်ကြီးဖို့ကောင်းနေခဲ့တာမျိုးမဟုတ်ဘူးဒါပေမဲ့လေတီလေးဟာသူ့နာမှာဝဲနေခဲ့တဲ့တခြားသောယောက်ျားတွေထက်အဲ့ဒီအကူကြီးကိုပဲရှဲရဲကြီးရွေးချယ်ခဲ့တယ်အဲ့ဒီတော့ကတီလေးပြောခဲ့တဲ့စကားတကွန်းကို အခုထိကျွန်တော်နားရဲကြားနေတော့မယ် ကျမစိတ်တစ်ခုလုံးကိုနှွေးထွေးလုံးကြုံမှု ပေးနိုင်တဲ့ရှင်ကွင်မှာပဲနေပါရစေတဲ့ဇန်နဝါရီတစ်ခုလုံးရှုံးကံဖို့ကကျမတို့နှစ်ယောက်အတူတူကြိုးစားသွားပါမယ်တဲ့အဲ့ချိန်တုန်းကတီလေးပြောခဲ့တဲ့စကားလေးကိုကျွန်တော်နားမလည်နိုင်ခဲ့တပြေးပြေးကြီးပြင်းလာရင်ကြီးကျက်လာခဲ့ရတဲ့အချိန်တစ်ခုရောက်လာမှာပဲနားလည်နိုင်ခဲ့တယ်တကယ်တော့လေမင်းကလေးတွေတိုင်းဟာတောင်းဆိုစရာမလိုပဲအလိုက်တတိပေးလာတဲ့ဂယုဆိုင်မှုတွေကိုလိုချင်ခဲ့တာ ဦးလေးကြီးဟာအဲ့ဒီအရေးချင်းမှာတော့တီလေးအပေါ်မှာတာဝန်ကြီးရာတက်ကိုပိုကြည်လွန်းတဲ့သူတယောက်ဖြစ်ခဲ့ပါတယ်။အပြင်ကိုဘလို့ပဲတော်တော်တီလေးစားတက်တာလေးတွေကို အမြဲတမ်းအလိုက်သတိဝယ်ပြီးမှပြန်လာတတ်တဲ့သူယောက်ျားကြီးတမဲ့သူ့မိန်းမနဲ့လိုက်မဲ့မင်းကလေးအဝတ်အစားတွေ၆ဖက်နက်ကအစ လွယ်တဲ့ဆလင်ပတ်အစုံ သူကိုယ်တိုင်ရွေးဝယ်ပေးတတ်တဲ့သူတီလေးနေမကောင်းမှုဆိုတာနဲ့သူကိုယ်တိုင်ဆန်ပြုတ်ပြုတ်ပေးရတယ် စားကျင်နာရီမှတည်းမကိုရိုင်းချက်ပြုတ်ပေးရပြီလုတ်ပေးတတ်တဲ့သူအဲဒီလိုခယူးဆိုင်ပေးခဲ့တာတွေဟာရီစားဘဝ၃နှစ်တည်းမက အခုလက်ရှိအိမ်အောင်တတ်တန်း၉နှစ်လောက်ကြာတဲ့အထိပြက်ကွက်မှုမရှိသေးဒီလေးဟာဦးလေးနဲ့ပတ်သက်လိုက်ကံကောင်းခဲ့တဲ့မင်းကလေးတယောက်လို့ပြောရမှာပါပဲတကယ်တော့လေ relationship တွေတိုင်းမှာမင်းကလေးတွေအဓိကလိုချင်တာကလုံခြုံနှွေးထွေးပေးနိုင်ခြင်းပါမင်းကလေးတွေဟာသူတို့စိတ်ကိုသူတို့တောင်နားလည်ဖို့ခက်ခဲနေတာမို့ ။ယောက်ျားလေးတွေဘက်မှာလည်းစိတ်ပြတ်ဖို့ကောင်းတဲ့အခိုက်အတန့်တွေရှိကောင်းရှိနိုင်ပါတယ်။ဒါပေမဲ့အဲ့လို overthinking ဖြစ်နေတဲ့အချိန်မှာလည်းသူတို့အတွက်နားလေခွန့်လွတ်ပေးနိုင်မဲ့သူဖြစ်စီချင်တာ။အမြဲအလိုမကျဖြစ်နေတတ်တဲ့အခါတွေရှိနေတတ်တာမို့စိတ်ရှုပ်ထွေးမှုတိုင်းကိုရှင်းရှင်းလင်းလင်းဖြစ်အောင်လုပ်ပေးနိုင်မဲ့စစ်သူမျိုးကိုပိုင်ဆိုင်ခြင်းကြတာ။စိတ်ညစ်နေတဲ့အချိန်မပျော်တဲ့အချိန်နေမကောင်းဖြစ်နေလို့ဘာကူမှစိတ်အလိုမကျတဲ့အချိန် သူတို့နဲ့လိုက်ပြိုင်ပြီးစိတ်တူဒေါသထွက်နေမဲ့သူထက်သူတို့စိတ်ကိုပြောအောင်ထားပြနိုင်တဲ့သူကိုပဲလက်ဝယ်ပိုင်ဆိုင်လိုကြတယ်။စိတ်ညစ်စရာတွေရှိနေတာကိုသိပါတယ်။ဒါပေမဲ့အားလုံးအစဉ်ပြေသွားမှာပါဆိုပြီးသူတို့ဘေးကနေနှင်းသိပ်အားပေးနိုင်မဲ့ချစ်သူလက်တွဲပေါ်ကောင်းတယောက်ရဲ့လက်ကိုပဲတွဲချင်ကြပါတယ်။ဒီနေ့ရ အစီအစဉ်လေးမှာပရိသတ်တွေအတွက်ဖတ်ပြပေးခဲ့တာကတော့စာရေးဆရာ ခဲရန်ရေးသားတဲ့ချစ်ချင်းမြတ်တာဖြင့်ထီထွေးဆက်ဆံခြင်းအမှုပညာဆိုတဲ့စာအုပ်လေးတက်ကအကြောင်းအရာလေးတွေပဲဖြစ်ပါတယ်။အခုလိုမျိုးဒီစာအုပ်လေးကိုဖတ်ပြခွင့်ပေးတဲ့စာရေးဆရာခဲရန်ကိုလည်းကျေးဇူးများတင်ပါတယ်ရှင်။ပရိသတ်တွေအနေနဲ့ဖတ်ပြပေးစီခြင်းနဲ့စာအုပ်လေးတွေရှိရဆိုလို့ရှိရင်တော့ MI Radio ရဲ့ Facebook page မှာလာပြောလို့ရသလိုဖြစ်စီရဲ့ Your Soul Friend ဖြစ်စု page မှာလည်းလာပြောလို့ရပါတယ်။ပရိသတ်များအလုံးပဲ ကြော်စရာကောင်းတဲ့အချိန်လေးတွေကိုဆက်လက်ပိုင်ဆိုင်နိုင်ကြပါစီရှင်။ Bye bye.